မင်္ဂလာပါရှင်11ရက်တန်ရဲ့ဒီဇင်ဘာလ9ရက်နေ့မနက်ခင်းသတင်းတိုင်းသတင်းမှုစီစဉ်စတင်ပါတော့မယ်ဒီနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ညရီမျိုးဝင်းကျင်မှာရှောင်းတခင်စစ်စေးရတရားဝင် online လောင်းကစားမှုများ online လေလည်မှုများကျွလွန်လျက်ရှိတဲ့အိန္ဒိယနိုင်ငံသား85ဦးဖမ်းဆီးရမိရတဲ့တင်အထက်မြေအဆောက်အုံများ၌မိနာမှုဖြစ်ပွားပါကတုတ်ပြန်ဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှတိုင်းစီတီမှာဇက်တိုက်လေးကျင်းမှုများပြုလုပ်ခဲ့ရတဲ့တင် ဒီယာဂွန်ကိုရဝန်ဒါရိုရဲ့ငင်းငင်းသဘောတူစာချုပ်မှာတမတော်ဒေါ်နယ်ထရန့်ပါဝင်လက်မှတ်ရေးထိုးရတဲ့တဲ့။2024ခုနှစ်မှာငှက်ပြားရောဂါကူးစက်ခံရသူနဲ့တေဆုံးသူမြင့်တက်လာကြောင်း WHO သတိပေးရတဲ့။မိန်းနူးကိုပွဲကစားခွင့်မပေးမှုအတွက်အာမိုရင်ကွယ်ရတဲ့အစရှိတဲ့တွေများကိုတင်ဆက်ပါပါ။ဥဆောင်တဲ့တဲ့ပုံအနေနဲ့ မြရီမြို့ဝင်းကျင်းမှာရှောတခင်စစ်စေးရာတရားမဝင် online လောက်ကစားမှုများ online လဲမှုများကျွတ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံသား85ဦးဖမ်းဆီးရမည့်တဲ့င်းကိုတင်ဆက်ပါမယ်။မြရီမြို့ဝင်းကျင်းမှာရှောတခင်စစ်စေးရာတရားမဝင် online လောက်ကစားမှုများ online လဲလဲမှုများကျွတ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံသား85ဦးဖမ်းဆီးရမည်ကြောင်းသိရပါဗျ။ မြန်မာနိုင်ငံတော်ဆိုရအနေနဲ့အွန်လိုင်းလေလံမှုနဲ့အွန်လိုင်းလောကစားမှုများအများဆုံးခြေကြလောက်ကန်လျက်ရှိကြတဲ့ရွှေကုတ်ကိုနေမီနဲ့မြရီမေထောတလီ KK Back နေမီများမှာလူကြွေးတဖွဲ့ဝင်များအုပ်ချုပ်ရေးဖွဲ့စည်းများနဲ့ဒေသတွင်းတာဝန်ရှိသူများအပါအဝင်အဖွဲ့ဆောင်ပါဝင်တဲ့ပူပေါင်းဖွဲ့နဲ့တရားဝင်အစအုပ်များတွင်ဝင်ရောက်ရှင်းလင်းခြင်းအွန်လိုင်းလေလံလောကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့တဲ့သိသိရမည့်ပစ္စည်းများနဲ့တရားဝင်အစအုပ်များအားစနစ်တကျဖြိုကျပျက်စီးခြင်းနဲ့ချိတ်ပိတ်သိသိခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာ 5ရက်ထိ KK ဘက်နယ်မြေအတွင်းရှိတရားဝင်ဆောင်အောင်38လုံးကို စနေတကျဖြိုချပြစည်းခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ ဒီဇင်ဘာလ9ရက်နေ့မှာမြောက်ရီမေထော်တလေးခေခေဘက်အပိုင်း3နေပြည်တွင်းရှိတရားမဝင်ဆောင်အုံများဖြစ်တဲ့နှစ်ထပ်အဆောက်အုံ10လုံး၄ထပ်အဆောက်အုံ10လုံးစုစုပေါင်းတရားမဝင်ဆောင်အုံ11လုံးကိုထပ်မံဖြိုးချပျက်စီးခဲ့တာကြောင့်အပိုင်း3နေပြည်တွင်းရှိအဆောက်အုံ425လုံးအနက်ယနေ့ထိ160လုံးဖြိုးချပျက်စီးခဲ့ကြောင်းနဲ့ခေခေဘက်နေပြည်တွင်းရှိတရားမဝင်ဆောင်အုံစုစုပေါင်း635လုံးအနက်38လုံးကိုဖြိုးချပျက်စီးပြီးဖြစ်ကြောင်းသိရပါသည် အွန်လိုင်းလမ်းကစားမှုများအွန်လိုင်းလိမ်လည်မှုများပါဝင်ဒူးဆိုင်မှုများကျူးလွန်ခဲ့ကြသူများအားရှာဖွေဖန်ဆီးရေးယူခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ9ရက်နေ့တွင်မြောက်ရီမြို့ရှိလုံခြုံရေးပူးပေါင်းအဖွဲ့များကသတင်းရမြောက်ရီမြို့ဝန်းကျင်မှာရှာတကင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာအမှတ်နှစ်ရက်ကွက်မှာတရားဝင်အွန်လိုင်းလမ်းကစားမှုများအွန်လိုင်းလိမ်လည်မှုများကျူးလွန်လျက်ရှိကြသည် အိန္ဒိယနိုင်ငံသားအမျိုးသား58ဦးနဲ့အမျိုးသမီး18ဦးစုစုပေါင်း85ဦးတို့အားဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာအဆိုပါဖမ်းဆီးရမိသူများအားလိုအပ်တဲ့ကိုယ်ရေးအချက်လက်များစစ်ဆေးရန်အတွက်မြရီမျိုးအမှတ်လေးရက်ွက်လှိုင်ထိတ်ခေါင်တင်လက်ရှိမြို့မငစားခွင်းမှာကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားလျက်ရှိကြောင်းသိရပါသည် ဒါအပြင်မြောက်ရီမြို့အမှတ်3ရပ်ကွက်အတွင်းရှိအွန်လိုင်းလိလဲမှုနဲ့လောင်းကစားလုပ်ငန်းများလုပ်ကင်ရမှာအသုံးပြုနေထိုင်လုပ်ခိုင်းခဲ့ကြတဲ့၃ထက်အဆောင်း၅လုံးတစ်ထက်အဆောင်း၃လုံးစုစုပေါင်း၈လုံးတို့အားစစ်ဆေးတွေ့ရှိခဲ့ရပြီး၎င်းတို့အားပြန်လည်တုံးချမှုရှိစေရေးအတွက်ဖြိုချဖျက်ဆီးခြင်းများကိုဆောင်ရွက်ခဲ့ရာယနေ့မှလည်း၃ထက်အဆောင်း၁လုံးကိုထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့တာကြောင့်စုစုပေါင်း၂လုံးဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံအပါအဝင်အင်းဒီးယားနိုင်ငံချို့ကိုတဆင့်ခံဖျက်ဆီးပြီးရွှေကုတ်ကိုနေမြေတွင်မှာအွန်လိုင်းလည်လည်မှုနဲ့လောင်းကစားမှုများကျူးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်ရှိကြတဲ့တရုတ်နိုင်ငံသား၁၀ဦး၊ဗီယက်နမ်နိုင်ငံသား၁ဦး၊အီသီယိုးပီးယားနိုင်ငံသား9ဦး၊အင်ဒိုနီးရှားနိုင်ငံသား10ဦး၊ဖိလစ်ပိုင်နိုင်ငံသား2ဦးစုစုပေါင်း28ဦးတို့ကိုဒီဇင်ဘာလ9ရက်ကထပ်မံစစ်ဆေးဖို့ထုတ်ဖန်ဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ ဒါအပြင်မြောက်ရီမြို့နယ်အတွင်းရှိခေခေဘက်နယ်မြေနဲ့ရွှေကိုကိုနယ်မြေတို့မှာအွန်လိုင်းလိမ်လည်လောင်းစားမှုကျွလွန်ရာတွေအသုံးပြုတဲ့ပစ္စည်းများအားထပ်မံပြီးအသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်စနစ်တကျမိရှုဖြည့်ဆည်းခဲ့ကြောင်းသိရပါသည်။နိုင်ငံတော်ဆိုရာအနေနဲ့အွန်လိုင်းလိမ်လည်လောင်းစားမှုကျွလွန်မှုများကိုအမျိုးသားရေးတာဝန်တရအဖြစ်ခံယူကမြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးပြည်တွင်းအင်အားစုများအပြင်အင်းကြီးကျနိုင်ငံဆိုရာများနဲ့လည်းပေါင်းစပ်ညှိနှိုင်းပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အထက်မြေဆောင်းများ၌မိလမှုဖြစ်ပွားပါကတုတ်ပြန်ဆောင်ရနိုင်ရင်မြန်မာနိုင်ငံမိသားတစ်ဖွဲ့မှတိုင်းစီးဒီတွင်ဇက်တိုက်လေးချင်းမှုများပြုလုပ်ခဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်။အထက်မြေဆောင်းများ၌မိလမှုဖြစ်ပွားပါကတုတ်ပြန်ဆောင်ရနိုင်ရင်မြန်မာနိုင်ငံမိသားတစ်ဖွဲ့မှတိုင်းစီးဒီတွင်ဇက်တိုက်လေးချင်းမှုများဒီဇင်ဘာလ9ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဂျုံလန်ဒေသကြီးအတွင်းသဘာဝပိယနေရဖြစ်စဉ်တစ်ခုခုနဲ့ကြုံတွေ့ရခြင်းတော်လကောင်အစောင်းအတွင်းနေထိုင်သုံးပြုသူတူတယောက်ရဲ့ပေါ်ရမှုကြောင့်တော်လကောင်အခြားသောအကြောင်းချင်းရာတစ်ခုကြောင့်တော်လကောင်တိုင်းစီတီကွန်ပလက်ကဲ့သို့သောအထက်မြေအဆောက်အများမှာမိလောင်မှုဖြစ်ပွားပေါ်ပေါက်ပါကအချိန်နဲ့တပြေးညီအလျင်မြန်တုတ်ပြန်ဆောင်ရမ်းရန်ရည်ရွယ်ပြီးမြန်မာနိုင်ငံမိသားတစ်ဖွဲ့ဌာနချုပ်မှအထူးရှောင်ဖေကေစရေးတစ်ဖွဲ့ဝင်များရုံနဲ့ဒေသကြီးမိသားတစ်ဖွဲ့ဝင်များတိုင်းစီတီကွန်ပလက်မှတာဝန်ရှိသူများပူးပေါင်းပြီးတရန်တူဖြစ်စဉ်ဖွင့်ဇက်တိုက်လေ့ကျင့်ခြင်းကို2025 2019ခုနှစ်ဒီဇင်ဘာလ9ရက်နေ့နနက်10:00နာရီမှ12:00နာရီထိပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်အဆိုပါတရံတူဖြစ်စဉ်ဖွင့်စတိုက်လေးချင်းချင်းကိုပြည်ထောင်ဝန်ကြီးဌာနမိသက်ဦးစီးဌာနညွှန်ကြားမှုချုပ်ရဲ့လမ်းကြုံမှုနဲ့ရေကုန်တိုင်းဒေသကြီးမိသက်ဦးစီးမှုညွှန်ကြားမှုဦးမင်းဆိုင်ရေးဦးဆောင်ပြီးမိရင်းသက်ရေးနဲ့ရှောင်းဝေကေဆေးတပ်ဖွဲ့ဝင်230ဦးပူရနိုင်ငံထောက်အထက်ပြင်အစအုပ်များမိရင်းသက်ရေးနဲ့ရှောင်းဝေကေဆေးသုံးခင့်မီအစစ်မြေရင်းများဖြစ်တဲ့ 48 meter hydraulic platform vehicle nasi media firefighting and rescue vehicle nasi loop system lazy loop nano 3 si mill truck 3 si မိသက်ရည်တဲ့ရင်6 si ambulance ရင်3 si ထုံးတော့သုံးယူဆောင်ရွက်ခဲ့ကြောင်းသိရပါသည် အဲ့လိုအသုံးပြုပြီးအထက်မြေအဆောင်ရှိမိလောင်မှုဖြစ်ပွားတဲ့အခန်းအားမိငိမ့်သက်ရေးနဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ Fireman Lift အသုံးပြုဝင်ရောက်ခြင်းနဲ့တူ48 meter hydraulic platform vehicle အသုံးပြုပြီးမိငိမ့်သက်ခြင်းနဲ့မိလောင်မှုအတွင်ပြင်မိနေသူများအားဘေးလွတ်ရသောကယ်ဆယ်ရွှေ့ပြောင်းခြင်း ticket တန်ရရှိသူများအားမိသက်ဦးစီးဌာနရှိ EMS Emergency Medical Service အဖွဲ့မှရှေ့ဦးသူနာပြုစုပြီး ambulance ရင်းများနဲ့ဤဆရာဆေးရုံဆေးခန်းများသို့ပို့ဆောင်ပေးခြင်း Lift 60နဲ့ Lift Nano တို့ကို သုံးပြုပြီးမိလာမှုအားဓာတ်ရိုက်ငိမ့်သက်ခြင်းအပူချိန်ချော့ချခြင်းများကိုတရံသူဖြစ်စဉ်ဖွင့်စက်တိုက်လေးကျင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဒီယာဂွန်ကိုရိုဝန်ဒါရိုရဲ့ငိမ့်ငိမ့်သဘောတူစာချုပ်မှာတမန်တော်နယ်ထရန့်ပါဝင်လက်မှတ်ရေးထိုးတဲ့တရင်ကိုတင်ဆက်ပါမယ်။လောလောလတ်ဖြစ်ပွားတဲ့တိုက်ပွဲများကအာဖရိကတိုက်ရဲ့အကြဆုံးစစ်ပွဲများတဲ့ကစစ်ပွဲတစ်ခုအဆုံးသတ်စေမဲ့သဘောတူစာချုပ်နဲ့ဆက်လင်းပြီး မေဂွန်ထုတ်စရာများပေါ်လာနေသည့်အတိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့် ရဝန်ဒါနဲ့ဒီယာကွန်ဂိုရိုရဲ့ခေါင်းဆောင်များဟာဒီဇင်ဘာလ၄ရက်နေ့မှာညီငယ်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ရဝန်ဒါရဲ့ကာလရှည်သမရပေါကာကာမီကွန်ဂိုသမရသဲလီရှိုင်းစီဂီဒီတိုကိုဝါရှင်တန်မှာလက်ခံတွေ့ဆုံခဲ့တဲ့သမရဒေါ်နယ်ထရန့်ကအမေရိကန်ပြည်ထောင်စုဟာအရေးပါတဲ့တရုတ်များနဲ့သက်ဆိုင်တဲ့သဘောတူစာချုပ်များကိုအဲ့ဒီနှစ်နိုင်ငံနဲ့အတူချုပ်ဆိုခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒါဟာကြီးကျယ်တဲ့ empire တစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်လို့လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် Trump ကပြောကြားခဲ့ပါတယ်။အဲဒီငြိမ်းချမ်းရေးသဘောတူစာချုပ်ကို Trump မြေပြောင်းလဲလိုက်တဲ့ငြိမ်းချမ်းရေး Institute မှာလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ American သမ္မတဒေါ်နယ် Trump ကိုဂုဏ်ပြုအနေနဲ့ American ပြည်ထောင်စုရဲ့ငြိမ်းချမ်းရေး Institute ကိုအမည်ပြောင်းလိုက်တယ်လို့ဒီဇင်ဘာလ3ရက်မှာ Infuro ကပြောကြားခဲ့ပါတယ်။ Infuro မှာဒီယာကွန်ကိုနဲ့ Rwanda တို့ငြိမ်းချမ်းရေးစာချုပ်ကိုလက်မှတ်မထိုးမီတရက်လိုမှာ Infuro ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနက social media မှာ posting ခဲ့ပါ ါတယ်။အဲဒီ post မှာ American ငញ្ញရေး Institute အစအုံရဲ့ပုံကိုဖော်ပြထားပြီးစာထွင်းထားတဲ့ငញ្ញရေး Institute အမည်ရဲ့အပေါ်မှာ Trump ရဲ့နာမည်ပြည့်စုံကိုဖော်ပြထားပါတယ်။အဲဒီငញ្ញရေး Institute ကိုဖျက်သိမ်းရန်စ조사တဲ့သမရမိတ်ပြန်တန်းကိုအမိန်ကို Facebook လာတဲ့မှာ Trump ကထုတ်ပြန်ခဲ့ပါတယ်။ Trump ကအရှိပြေးသဘောတူစာချုပ်ကိုအဲဒီနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးများလက်မှတ်ရေးထိုးရတဲ့အတွက်ဇွန်လမှာအဲဒီဝန်ကြီးများနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီယာကွန်ကိုဟာစစ်ပွဲပြီးသွားအောင်မိမိတို့လှုပ်ဆောင်ပေးခဲ့တဲ့နိုင်ငံများတဲကတိုင်းနိုင်ငံဖြစ်တယ်လို့ Trump ကပြောကြား ားခဲ့ပါတယ်။ဒါပေမဲ့လည်းတက်ခဲမှုများဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဲဒီတက်ခဲမှုများအတွက်အပြန်အလှန်ပြစ်တင်ခဲ့ကြပါတယ်။သမရဆင်သဘောတူညီချက်က ဇွန်နှုန်းကသဘောတူညီချက်နဲ့ဘလောက်ကွဲပြားမလဲဆိုတာကိုချက်ချင်းရှင်းရှင်းလင်းလင်းမသိရဘူးလို့ဆိုပါတယ်။ရရင်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာထရန့်ကအာဖရိကကောင်းဆောင်နှစ်ဦးနဲ့ပတ်သက်၍ပြောကြရမှာသူတို့ကအပြန်အလှန်တက်ကြဖို့အချိန်များကြီးပေးခဲ့ကြပါတယ်။အခုသူတို့ကတဦးနဲ့တဦးပွေဖက်ကြဖို့လက်ဆွေးနှုတ်ဆက်ကြဖို့အခြားနိုင်ငံတိုင်းကလုပ်နေတဲ့ပုံစံအတိုင်းစီးပွားရေးအဖြစ်အမေရိကန်ပြည်ထောင်စုရဲ့အားသာချက်ကိုအသုံးချကြဖို့အချိန်များကြီးပေးကြရမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ရဝန်တာကကျွန်တော်နောက်ခံပေးထားတယ်လို့ကုလသမဂ္ဂကပြောကြားတဲ့ M32 လက်နက်ကင်အုပ်စုကဒီယာကွန်ဂိုတပ်ဖွဲ့များနဲ့လုံခဲ့တဲ့သတင်းပတ်များမှာတိုက်ခိုက်ခဲ့ရမှာအသာစီးရနေရဲ့ဒီယာကွန်ဂိုရှေ့ပိုင်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေရကြောင်းအာဖရိကခေါင်းဆောင်နှစ်ဦးကစကားကိုပို့ပြီးသတိထားပြောဆိုခဲ့ကြပါတယ်။ရှေ့ကလမ်းပေါ်မှာလုံခြုံတရားရှိလာပါလိမ့်မယ်။အဲဒီအတွက်တနင်္လာဝင်စရာမလိုပါဘူးလို့ကာကာမီကပြောကြားခဲ့ပါတယ်။ဒီယာကွန်ဂိုသမရကမှလမ်းချောင်းတည့်ရဲ့နေတန်းခက်ခဲလမ်းရဲ့နေတန်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး2024ခုနှစ်မှာငှက်ဖျားယောဂါကူးစက်ခံရသူနဲ့တေဆုံးသူမြင့်တက်လာကြောင်း WHO သတိပေးတဲ့သတင်းကိုတင်ဆက်ပါမယ်။2024ခုနှစ်မှာငှက်ဖျားယောဂါကူးစက်ခံရသူနဲ့တေဆုံးသူမြင့်တက်လာခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဒီဇင်ဘာလ၄ရက်နေ့မှာပြောကြားခဲ့ပြီးအဲ့ဒီယောဂါဟာလက်ရှိကူးစက်မှုများအပေါ်ခံနိုင်ရည်ရှိလာမှုကိုလည်းသတိပေးပြောကြားခဲ့ပါတယ်။ 2024ခုနှစ်မှာကမ္ဘာတဝန်းမှာငှက်ဖျားယောဂါကူးစက်ခံရသူ282တန်းရှိပြီးအဲဒီယောဂါကြောင့်သေဆုံးသူ6သိန်း1000ရှိက2023ခုနှစ်နဲ့နိုင်ရှင်မကကူးစက်ခံရသူနဲ့သေဆုံးသူအနည်းငယ်တိုးလာခဲ့ပြီးချင်းမြမတဆင်ပေါက်ပွားတဲ့အဲဒီငှက်ဖျားယောဂါဟာပြည်ထောင်ကမ္ဘာကျန်းမာရေးပြဿနာအဖြစ်ဆက်လက်တည်ရှိနေမှုကိုမိမောင်းထိုးပြသနေရလို့ဆိုပါတယ် ငှက်ဖြားယောဂါကြောင့်ကုဆတ်ခံရသူနဲ့တည်ဆုံးသူအရေးအတွက်တိုးလာခြင်းနဲ့တူရန်မုံငွေဖြတ်တာမှုများဟာလူငယ်20ကျော်အတွင်းရရှိခဲ့တဲ့တိုးတက်မှုချင်းဒီကိုနောက်ပြန်ဆုတ်သွားစေနိုင်တဲ့ချင်းချောင်းမှုနဲ့ရင်ဆိုင်နေရကြောင်း WHO ကြီးကတက်ထရိုအာဒါနွန်ဂီဘရီယေဆုကပြောကြားခဲ့ပါသည်။ ဒီစေခွန်မှုတွေကဘေးရကုန်မှဖြည့်ရှင်းမှုဆိုတော့ဖြစ်နိုင်သေးပါဘူး။ကူးစက်မှုအများဆုံးကျွေးနေတဲ့နိုင်ငံတွေကခေါင်းဆောင်မှုဘိုင်းတွေအားကောင်းပြီးကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိမှသာငှဖြားကင်းစင်တဲ့ကမ္ဘာကြီးကဖြစ်လာနိုင်မှာပါလို့တက်ထရိုကထပ်မံပြောကြားခဲ့ပါသည်။အာဖရိကဟာငှပြအများဆုံးကူးစက်ဖြစ်ပွားနေဆဲဖြစ်တဲ့ဒေသဖြစ်ပြီးငှပြရောဂါဖြစ်ပွားမှုများရဲ့64ရာခိုင်နှုန်းနဲ့တိဆုံမှုများရဲ့65ရာခိုင်နှုန်းမှာအာဖရိကမှာဖြစ်ပါသည်။ကူးစက်မှုများရဲ့ထက်ဝက်ကျော်မှာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အီသီယိုးပီးယားမိုဇမ်ဘီနိုင်ဂျီးရီးယားနဲ့ယူဂန်ဒါနိုင်ငံတို့မှဖြစ်ကြောင်း WHO ကအစီရင်ခံစာတင်မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့တော်တော်များများဆက်လက်ရှိနေသေးကြောင်း WHO ကဆိုပါတယ်။ WHO ကငှပြရုပ်ကကောက်ွဲတဲ့ပထမဆုံးကောက်ွဲဆေးကိုအတည်ပြုပေးခဲ့တဲ့2021ခုနှစ်နောက်ပိုင်းနိုင်ငံပေါင်း24နိုင်ငံမှာငှပြရုပ်ကကောက်ွဲဆေးထိုးနှံတဲ့လုပ်ငန်းစဉ်များကိုပုံမှန်ပြုလုပ်ခဲ့ပါတယ်။ငှပြရုပ်ကဖြစ်များဆုံးရာသီများအတွင်ငှပြရုပ်ကကုသရန်အတွက် chemo prevention ဆေးကိုအသုံးပြုကြပါသည်လက်ရှိမှာ နိုင်ငံပေါင်း20မှာအဲ့ဒီဆေးကိုအသုံးပြုနေကြပြီဖြစ်ပါသည်ကမ္ဘာ့ကျန်းမာရေးဖွဲ့ကလက်ရှိမှာနိုင်ငံပေါင်း58နိုင်ငံနဲ့နေမြေတခုကိုငှက်ပြယောဂါကင်းစင်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။2024ခုနှစ်မှာအဲ့ဒီဆင်းမှာ Cape Verde နိုင်ငံနဲ့အီဂျစ်နိုင်ငံတို့ပါဝင်လာခဲ့ပါသည်။2025ခုနှစ်မှာ Georgia, Suriname နဲ့အရှေ့တီမောတို့ထပ်မံပါဝင်လာခဲ့ပါသည်။ လက်တလောနှစ်များအတွင်းငှက်ဖျားရောဂါကခွဲတဲ့လုပ်ငန်းစဉ်များနှေးကွေးလာခဲ့ပါတယ်။အကြောင်းမှာမို့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများပဋိပက္ခဖြစ်ပွားမှုများနဲ့ဆေးဝါးနဲ့အင်းဆက်ပိုးသက်ဆေးများခုခံနိုင်မှုများကြောင့်ဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်နေနဲ့မိန်နူးကိုပွဲကစားခွင့်မပေးမှုအတွက်အာမိုရင်ကခွဲတဲ့ရင်ကိုတင်ဆက်ပါမယ်။အယူနိုက်တက်တင်းဒီပြရူဘင်အာမိုရင်ကမိန်နူးကိုပွဲကစားခွင့်သိမ့်မပေးမှုအတွက်ကောက်ွယ်ပြောဆိုခဲ့ပါတယ်။ ဒါအပြင်၎င်းကပွဲနေလူစီးမှာ1939ခုနှစ်ကစတင်ပြီးအနည်းဆုံးအကယ်ဒမီကစားသမားတအူးပါဝင်တဲ့မှတ်တမ်းကိုသူ့လက်ထက်ကျိုးပြစေမှာမဟုတ်ဘူးလို့လည်းခရီးပေးခဲ့ပါတယ်။ Man United Academy အနေနဲ့လုံဆောင်မောင်းကောင်းကြောင့်လည်းမှတ်ချက်ပြုခဲ့ပါတယ်။ Man U ပါဝင်အကယ်ဒမီထက်ကစားသမားတချို့ဟာအခုရာသီ Premier League မှာပွဲထွက်ကစားခွင့်လုံးဝမရခဲ့ပါဘူး။ Man U ဟာ Premier League ကိုပဲလူစားဝင်ကစားခဲ့ရပြီးပွဲကစားချိန်ကလည်း181မိနစ်သာရှိခဲ့ပါတယ်။လာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာ အသင်းကနေအငှားထွက်ကစားဖို့အတွက်မင်းနူးကတောင်းဆိုထားရလို့လည်းသိရပါတယ်11ရုပ်တန်ရဲ့မနက်ခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းအချိန်အခါဖြစ်ကြပါစေရှင်